ရဘာရောင်းသူနဲ့ဝယ်သူတွေကြားအရေးအသွေးသတ်မှတ်ချက်ကွက်လွှဲမှုတွေကြောင့်အယောင်းဝယ်ပြုလို့ရမှာအခက်အခဲတွေရှိနေပါတယ်ဥကျော်စိုးသတင်းပေးပို့ထားပါတယ်ရှင်မွန်ပြည်နယ်ရဘာဈေးကွက်တွင်ရဘာရည်သွေးဆန်သတ်မှတ်ချက်ရောင်းသူနဲ့ဝယ်သူကြားကွက်လွှဲမှုတွေကြောင့်အယောင်းဝယ်ပြုလို့ရမှာဈေးနှုန်းသတ်မှတ်ဖို့အခက်အခဲတွေရှိနေကြတာပါကျွန်တော် small holder တွေတူးချင်းမလုံနိုင်တဲ့အချိန်မှာအများကြီးစုပေါင်းပြီးတော့စိတ်ဝင်စုလုပ်တိုင်းဟော RSS 123တွေထုတ်မယ်ဆိုပြီးတော့ ရောကျန်းနဲ့လုတာထုတ်လဲထုတ်ထွက်လဲထွက်ထွက်လာတော့သွားရောင်းလာခုနပုံစံမျိုးဝယ်တဲ့ဝယ်လက်ကခင်ဗျား RSS 123မဟုတ်ဘူးပါဘာပြဿနာလုတယ်တကယ်ရောင်းတဲ့ဝယ်လက်ကဟိုမမီဘူးလို့ပြောတယ်ဒိုင်ဘယ်သူဘယ်သူဆုံးပြပြီးတယ်ဘူးဆုံးပြဿနာပုံမှန်အပြည့်မပြင်းနဲ့ရောဘာဈေးကွက်မှာ RS1 မှာ RS5T အကြီးသွဲတွေခွဲခြားထားကြပေမဲ့ RS3 နဲ့ RS5 rubber ကုန်ချမ်းတွေကိုသာအဓိကရောင်းဝယ်နေကြတာပါ။မော်ဒီနယ်မှာ rubber size က9သိန်းကျော်ရှိပြီး20အီကအောက်တနန်းတစ်ပိုင်းစိုက်ပျိုးကြတဲ့ခြံငယ်ရှင်တွေကအများစုဖြစ်ကြပါလေ။အဆိုပါ rubber ခြံငယ်ရှင်အများစုဟာနေလိုက်ထွက်ရှိလာတဲ့ rubber တွေကိုအယောင်းဝယ်ပြုလုပ်ကြတာရှိသလိုတချို့သောခြံငယ်ရှင်တွေကတော့ကောင်းမွန်တဲ့အကြီးသွဲတစ်ခုထိရအောင်အချောက်ခံပြီးမှရောင်းဝယ်တတ်ကြတာပါ။ဒါပေမဲ့လည်းရွေးကွက်အတွင်းရရှိလာချိန်မှာတော့အကြီးသေးကောင်းမွန်ထွက်လွှတ်ထားတဲ့ rubber တွေနဲ့ အယူသွေးမပြည့်မီတဲ့ရောဘာတွေဇင်းနှုတ်ကွာမှုမရှိတဲ့အခြေအနေတွေနဲ့ကြုံတွေ့နေရတယ်လို့ချန်ရှင်တွေကပြောပါတယ်။မော်ပြင်းနယ်အတွင်းမှာတော့ရောဘာကိုခြေကမြို့နယ်လိုက်ရောင်းဝယ်တိုင်းတွေကတဆဲနောက်ဆုံးနိုင်ငံတကာတင်မိုးကြတဲ့ရောဘာကုမ္ပဏီတိုင်းကြီးတွေထံရောင်းချကြတာပါ။အဆိုပါကုမ္ပဏီအများစုဟာမူတော်မြို့မှာအခြေစိုက်ထားတဲ့အတွက်မြန်မာနိုင်ငံရောဘာဈေးကွက်မှာလည်းမူတော်ရောဘာဈေးကွက်လည်းအကျုံးဝင်ပါတယ်။နောက်တစ်ဆဲကုနေနောက်ပိုင်း ကမ္ဘာရောဘာဇင်းတို့ကြဆင်လာတာနဲ့အတူမြမရောဘာဇင်းတို့တွေပါကြဆင်လာလို့ဒေသတွင်က ရောဘာချန်တချို့ဟာရောဘာစီးချတဲ့လုပ်ငန်းတွေကိုအခုချိန်ထိရပ်ဆိုင်ထားခဲ့ရတာတွေလည်းရှိနေခဲ့ပါတယ်။လောအခဥယျံချန်ပြန်လည်ထိုင်ထိုင်ပြပြနေစေနဲ့ရောဘာဇင်းကြဆင်နေတော့ပြန်ရတဲ့ဝင်ငွေမကမိတာတွေရောဘာချန်လုတ်တာရှားပါလာမှုကြောင့်ရောဘာစီးချတဲ့လုပ်ငန်းတွေကိုရပ်နှားထားခဲ့ရတာပါ။ အရေးသွေးမပြည့်မီမှုကြောင့်ဇင်းတုံကျဆင်းနေတဲ့မြမရဘာအခွက်လန်းပြန်လည်မြင့်တင်ရေးရှေ့ပြေးစီမံကိန်းအနေနဲ့ကဲမြန်မာကဥဆောင်ပြီးမွန်ပြည်နယ်မော်လမြိုင်မြို့မှာအောက်တိုဘာ26ရက်နေ့ကရဘာရောက်သူနဲ့ဝယ်သူတွေတွေ့ဆုံကြပြီးအပြန်လန်းဆွေးနွေးခဲ့ကြပါတယ်ကျွန်တော်ကျော်စိုးပါခင်ဗျာ